ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ကျွန်တော်အသင်းကောင်းဆောင်ဖြစ်တဲ့ Bruno Fernandes ကတော့လက်ရှိအသင်းမှာကြုံတွေ့နေရတဲ့ပြဿနာတွေကတိုက်စစ်ကစားမဖြစ်တဲ့ Rasmus Hojlund ကိုမသွင်းနိုင်ဘူးဆိုတဲ့အကြောင်းပြချက်ရဲ့နောက်မှာရင်ကျွန်တော်ပုံကွယ်နေလို့မရဘူးပေါ့။ Rasmus တယောက်တည်းမဟုတ်ဘင်းကစားသမားတယောက်ချင်းစီတိုင်းစီကပါပို့ပြီးတော့ကောင်းမွန်တဲ့ performance တွေလိုအပ်တယ်ဆိုတာနေနဲ့ပတ်သက်ပြီးတော့သူပြောထားတယ်။ ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးကျွန်တော်ပြောကြည့်အောင်ပါနော်ဆိုတော့ဘရူနိုကဒီနေရာမှာဒီပြီးခဲ့တဲ့ကျွန်တော်ဒီဘုံမောင်းတဲ့ပွဲစဉ်အပြီးမှာပါနော်ဒီထုံးစံတိုင်းပဲပေါ့ဗျာကျွန်တော်ဒီ Manchester Evening News နဲ့ဒါအမေးဖြေတွေသူလောက်ခဲ့တယ်ပေါ့နော်ဒီနေရာမှာ Rasmus White နဲ့ Gomez နိုင်နာနဲ့ပတ်သက်ပြီးတော့သူ့ကိုမေးထားတဲ့နေရာမှာဘရူနိုကအဲ Rasmus နေနေပေါ့နော်ကိုဂိန်းကိုတီးထက်ပို့ပြီးတော့ကောင်းအောင်ဘယ်လိုကစားရမလဲဆိုတာပဲသူတွေးဖို့လိုတယ်ပေါ့လက်ရှိမှာဆိုလို့ရှိရင် ကျွန်တော်အနေနဲ့ဒီကိုအတင်းရဲ့အတင်းပေါ်ရီစီအတင်းပေါ်ရီစီကနေပြီးတော့သူဘလောက်ထိစွမ်းဆောင်ရင်းခေါင်းနေရနိုင်မလဲပေါ့နော်ဒါနေနဲ့ပတ်သက်ပြီးတော့သူနားလေဖို့လိုတယ်အတင်းပေါ်ရီရဲ့ကာရက်တာဘိုင်းတွေကိုသူနားလေဖို့လိုတယ်ပေါ့နော်ကွင်းထဲကိုရောက်လာတဲ့အခါမှာဒါပေမဲ့လည်းလို့ပေါ့နော်ဟိုဘယ်လိုပြောမလဲဒီကျွန်တော်အနေနဲ့လက်ရှိအတင်းက performance မပြနိုင်တာတွေက resume white လဲ goal မသွင်းနိုင်လို့ပါကွာဆိုတဲ့ပုံစံမျိုးနဲ့ white လဲတယောက်တည်းအပေါ်ကိုပဲ ဒါရဲ့အပြစ်ပုံချလို့မရအောင်ပြောချင်တာကတော့လက်ရှိအသင်းတက်ကလုံတိုင်ပက်နေတာကဒါ white land ကိုမသွင်းနိုင်လို့ပဲဆိုတာမျိုးရဲ့နောက်မှာကျွန်တော်တက်တောင်းတက်တာနေလိုက်လို့မရဘူးเนาะဒါကြီးကိုကျွန်တော်နေနေပေါ့เนาะဒီအဲ့ပြအကြောင်းပြချက်တစ်ခုအနေနဲ့လက်ရှိတိုင်ပက်နေတာတွေကိုကျွန်တော်တို့ကဒီညှို့ချလို့မရဘူးပေါ့ဗျာဘာလို့လဲဆိုတော့အခါကျတော့ Christmas တင်မဟုတ်ဘူး Christmas Finland လဲမှန်တယ်ဂိုးပို့ပြီးတော့ကျွန်တော်တို့တွင်းရမယ်ဒါအပြင်ကျွန်တော်အနေနဲ့အဲ့ဘယ်လိုပြောရမလဲ ဟိုနံပါတ်9ဆိုတဲ့အခါကျတော့ဗောနော်လူတွေကဂိုးသွင်းဖို့မျှော်လင့်ထားမှာပဲဒီ pressure ဟာနံပါတ်9တယောက်မှာကျွန်တော်ရလာမယ့် pressure ပဲဒါအထူးဆန်းမဟုတ်ဘူးဗောနော် resmus resmus တယောက်တည်းမဟုတ်ဘူး resmus လည်းဂိုးပိုသွင်းရမှာပဲ joshua zixi လည်းဂိုးပိုသွင်းရမှာပဲသူကိုယ်တိုင်လည်းပဲဂိုးပိုသွင်းရမှာပဲဗောနော်ကာနာချူတို့မီဆန်မောင်တို့အာမက်ဒီယာလိုတို့ဘယ်သူပဲဖြစ်ဖြစ်ဂိုးပိုသွင်းရမှာပဲဗောဘာလို့လဲဆိုတော့ resmus whiteland တယောက်တည်းဂိုးမသွင်းလို့ဂိုးမသွင်းနိုင်လို့လက်ရှိဒီအသင်းကပြဿနာတက်နေရတာမဟုတ်ဘူးဗောဗျာကစားမတယောက်ချင်းစီတိုင်းကိုကပူကောင်းမကို ရလာမှာပေါ့ဒီမှာကျွန်တော်တို့ဒီခြုံပြောချင်တာကဘလူးနိုပြောသလိုပဲပေါ့နော်သူကိုယ်တိုင်လည်းပဲပူကောင်းအောင်လုပ်မှရမှာဆိုတော့သူတယောက်တည်းတင်လာဆိုတော့လည်းမဟုတ်ဘူးဒါဟာဘလူးနိုဖာနက်ဆိုလို့ရှိရင်ဒါအသင်းရဲ့ DR ဒီမှာ consistent ဖြစ်ဖြစ်နဲ့ performance အပြာဆုံး player အသင်းတွေက goal and assist အများဆုံးနဲ့ကျွန်တော်တို့အကျိုးပြုနိုင်ဆုံး player လို့ပြောလို့ရတယ်ဒါပေမဲ့လို့ဒါဟာမလုံလောက်သေးဘူးဒါဟာမလုံလောက်သေးဘူးဆိုတော့ဟိုအသင်းမှာ တောင်ဝယူရမယ့်ကစားမတွေအများကြီးပဲအသင်းကစားမတစ်ယောက်ချင်းစီတိုင်းစီကနေပြီးတော့ပိုကောင်းတဲ့ performance တွေပြနိုင်မှကျွန်တော်ရမှာအခုဆိုလို့ချင်းကျွန်တော်ကြည့်ကြည့်ပြတိုက်စစ်ပိုင်းနဲ့စကြည့်ရရင် Resman Highlands စီကနေပြီးတော့လေလုံလောက်တဲ့ goal တွေကျွန်တော်မရဘူးနော်လုံလောက်တဲ့ goal တွေကျွန်တော်မရဘူးလုံလောက်တဲ့ performance တွေကျွန်တော်မရဘူးဆိုတော့ Highlands ကိုယ်တိုင်ပိုကောင်းမှပို goal သွင်းနိုင်မှကျွန်တော်ရမှာ Joshua Zixi လည်းပဲဒီတိုင်းပဲ Zixi ကိုကျွန်တော်တို့အနေနဲ့ခေါ်တယ်အသင်းကိုရောက်လာတယ်ဘယ်နှ goal လဲကျွန်တော်သွင်းနိုင်တာ ဇစ်ဇီကိုတိုင်လည်းပဲ performance နောက်ပိုင်းမှာသူ့ဟာနဲ့သူကောင်းလာတာလေးတော့မှန်တယ်ဒါပေမဲ့လို့တိုက်စီမှုတယောက်ရဲ့တောင်းအရာဂိုးတော့ပို့သွင်းထိုင်မှာကျွန်တော်ရမယ်သူ့နောက်ကိုကျွန်တော်ကြည့်တော့လည်းပဲဝင်းဘက်ကစားမားတွေဒါလိုပဲဖြစ်ဖြစ်เนาะကျွန်တော်နေလည်းလက်ရှိ Patrick Dugu ပဲကျွန်တော်ကြည့်ကြည့်ဒီကစားမားတွေစီကနေပြီးတော့เนาะဂိုးမဟုတ်တော့မှ assist တွေပါတွေဘာမှမရဘူးเนาะကွင်းလေကိုကျွန်တော်ကြည့်တော့လည်း defensive midfielder တွေစီကနေပြီးတော့เนาะ central midfielder တွေစီကနေပြီးတော့လည်း ျွန်တော်အနေနဲ့ဂိုးတွေဖန်တီးမှုတွေမဟုတ်ရင်တောင်မှ consistent ဖြစ်တဲ့ performance ကောင်းတကူဘယ်တော့မှကျွန်တော်မရဘူးနံပါတ်နေရိုးနံပါတ်မှကစားတဲ့เนาะကျွန်တော်လက်ရှိမှာမေဆန်မောင်းတို့ကျွန်တော်ကြီးကြီး injury ပြဿနာကြုံကြုံဘာကြုံကြုံလက်ရှိပြန်ပြီးတော့ပါနိုင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဘယ်လိုပြောမလဲဂိုးတွေပါတွေသူမသွင်းနိုင်သေးဘူးကာနာချူဆိုလို့ရှိရင်ပိုတော့မှစူးသေးတယ်ဆိုဒီကစားသမားတွေကိုယ်တိုင်ကလည်းပိုကောင်းနိုင်မှကျွန်တော်ရမှာအတင်းက white land ရလို့ဂိုးသွင်းနေဆိုလို့ရှိရင်အလုံးစုံရတပွဲတကူပေါ့ဗျာ ဟုတ်တယ်မလားတပွဲတကူမှာဘယ်လိုလုပ်ပြီးတော့ကျွန်တော်ဟိုပြိုင်ဘက်ကိုကျွန်တော်တို့ဘယ်အနိုင်ယူဖို့အတွက်လွဲကူမလဲသိကြတာတကူကတော့ဟိုတိုက်စစ်ကစားမတွေအများစုစီကနေပြီးတော့ကျွန်တော်တို့ဟာလိုအပ်တဲ့သွင်းကိုတွေမရဘူးเนาะအခွင့်အရေးတွေကရတယ်เนาะအခွင့်အရေးတွေကျွန်တော်တို့ဖန်တီးနိုင်တယ်တော့တပွဲကိုကျွန်တော်အနေနဲ့ global content မှု၁၀ကျင်းတဲ့အထက်မှာကျွန်တော်တို့ရှိတယ်။ HG ရလည်းအသင်းဟာနောက်ပိုင်းမှာ performance တွေပိုကောင်းနေတယ်။ဒါပေမဲ့ twin goo ကျတော့ကျွန်တော်မရဘူး။ twin goo ကျတော့ကျွန်တော်လုံးဝကျွန်တော်မရဘူး။ဒါကြောင့်အသင်းအနေနဲ့ ကျွန်တော်ဒီထက်ပိုကောင်းတဲ့ performance တွေကစားမားတယောက်ချင်းစီတိုင်းစီကနေပြီးတော့လိုတယ်ဆိုပြီးတော့ဘလူးနိုကကျွန်တော်ပြောသွားတယ်သူကိုယ်တိုင်အပါဝင်ပဲပေါ့နော်ဆိုတော့အတင်းကတိုင်ပတ်နေတာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီတိုင်ပတ်နေတာက Rasmus ကိုမသွင်းနိုင်လို့ပါကွာဆိုပြီးတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီအဲ့ဒီအကြောင်းပြချက်ရဲ့နောက်မှာပုံကွယ်နေလို့ကျွန်တော်မရဘူးပေါ့လာမယ့်ပွဲမှာခုနကပြောလို့ပဲကစားမားတယောက်ချင်းစီတိုင်းကိုကပူကောင်းအောင်လုပ်နိုင်မှာနော်ကျွန်တော်ဒါလုံးဝ step up လုပ်ပြီးတော့ performance ကောင်းနေပြနိုင်မှာကျွန်တော်ယူရမှာအတင်းအတွက် အသင်းရဲ့ဒီယာဒီကိုအဆုံးဖြတ်ပြီးမယ်လို့ပြောလို့ရတဲ့ယူရိုပါလိပြိုင်ပွဲကကျွန်တော်လာပြီးနော်ယူရိုပါလိမှာဆိုလို့ချင်းကစားမတဲ့ရောက်ရင်ကောင်းနေမှာကစားမတဲ့ကအချိန်ကြီးကောင်းနေမှာကျွန်တော်ရမှာနော်ဆိုတော့ပထမကျောကျွန်တော်ကစားမယ်နော်ကျွန်တော်ဒီလာမယ်နော်ကျွန်မနဲ့ပြန်ညတစ်ပတ်ခါလောက်ဆိုလို့ရှိရင်ပထမနေ့ကျွန်တော်တို့ပထမကျောကစားမယ်အဲ့ဒါပြီးဒုတိယကျောကျွန်တော်နေနေပေါ့နော်ဒါကစားမယ်အဲ့တော့အဲ့ဒီနှစ်ကျောဒီအဲ့ဒီနှစ်ပွဲဒီ final ကိုတက်နိုင်မှာဖြစ်တဲ့အတွက်အချိန်ကြီးကောင်းရင်ပေါ့နော် ဆိုတော့တယောက်ချင်းစီတိုင်းစီကနေပြီးတော့ performance ကောင်းနေယူပြနိုင်မှကျွန်တော်ရမှာဆိုတော့နော်ဆိုတော့ဘလူနိုကတော့ဗျာ restmat goal မသွင်းတာဟာအတင်းလက်ရှိအဓိကတိုင်ပက်နေရတယ်ပေါ့နော်အကြောင်းရင်းတစ်ခုမဟုတ်ဘူးပေါ့ကစားမားတွေအကုန်လုံးစီကကိုကတိုင်ပက်နေလို့ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ညီကလေးအနေနဲ့ရောဘလူမင်းကြလက်ဆွေးနွေးကြပေါ့အားလုံးကိုကျေးဇူးများတယ်ပါတယ်